င်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းစစ်တပ်ကတခုခုလုံမယ်ဆိုရင်မကန့်ကွက်ဘူးလို့ဆန္ဒပြပွဲဥဆောင်သူရှက်ဝါခေါင်းဆောင်ကနှစ်ကြောင်းပေးလိုက်ပါတယ်တန်မာရေးဆွေးနွေးပွဲပြန်ဆကျင်နေဆိုရင်အမေရိကန်အနေနဲ့နောက်ထပ်မတိုက်ခိုက်ဘူးလို့အမခံဖို့လိုကြောင်းအီရန်ဒုနိုင်ငံရေးဝန်ကြီးကပြောပါတယ် TikTok application ကိုဝယ်ယူဖို့အရန်ချမ်းသာတဲ့လူတစုရှိနေပြီဖြစ်ပြီးတော့ နှစ်ပတ်လောက်အတွင်းပြောပြနိုင်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။ထိုင်းစစ်တပ်ကတခုခုလုံမယ်ဆိုရင် မကန့်ကွက်ဘူးလို့ဝန်ကြီးချုပ်ဖဲတောင်နှန်းရှင်နာဝတ်နှုတ်ထွက်ရေးဆန္ဒပြပွဲဥဆောင်သူတူဖြစ်တဲ့ဆွမ်ဒီလင်တောင်ကူကပြောကြားခဲ့ပါတယ်။ နေဆက်ပြဿနာကစခဲ့ရာကနေကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖဲထောင်တန်းရှင်နာဝတ်တို့ဖုံးဆက်သွယ်ပြောဆိုမှုအတန်ဖိုင်ပေါက်ကြားခဲ့ပြီးမှာတော့နှုတ်ထွက်ဖို့ဗပောင်းဆောင်ကဖိအားပေးလာကြတာဖြစ်ပါတယ်။နိုင်ငံလုံးဆိုင်ရာအကြက်တဲတစ်ခုမှာစစ်ဘက်ကတခုခုလှုပ်ချင်တယ်ဆိုရင်လှုပ်လိုက်ပါ။ဒါပေမဲ့ဝန်ကြီးချုပ်ရွေးချယ်ရမှာတော့အများပြည်သူပါဝင်မှုရှိရပါမယ်လို့ပုံနှိပ်လုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ဆွန်ဒီကပြောကြားခဲ့ပါတယ်။စနေနေ့ကကျင်းပခဲ့တဲ့ဆန္ဒပြပွဲမှာခံမှန်းကြီးလူတစ်သောင်းလောက်တက်ရောက်ခဲ့တယ်လို့ ဗန်ဂေါ့ဘုသတင်းစာကခန့်မှန်းပါတယ်ဗိုလ်ချုပ်ကြီးတွေမထည့်ပါနဲ့ကျုပ်တို့လိုလူတွေပဲထည့်ပါလို့အာနာသိမ့်ပြီးတဲ့အခါစစ်အစိုးရပုံစံမသွားပဲအရသာအုပ်ချုပ်မှုနဲ့သွားဖို့ပါတိုက်တွန်းသွားပါတယ်2008ခုနှစ်ကဗန်ဂေါ့လေစိမ့်နှစ်ခုကိုပိတ်ဆို့ဆန္ဒပြတဲ့ရှက်ဝါလှုပ်ရှားမှုရဲ့ပင်မခေါင်းဆောင်တူလည်းဖြစ်ခဲ့သူစွန်ဒီကစစ်တပ်ပါဝင်လာဖို့နှက်ချောင်းပေးလိုက်တာဖြစ်ပါတယ်စနေနေ့ကဆန္ဒပြပွဲမှာရှက်ဝါအင်အားစုတွေအပြင်တချိန်ကသစင်ဘက်ကအင်အားစုလို့အများလက်ခံခဲ့ကြတဲ့ ရှက်နီလှုပ်ရှားမှုရဲ့ခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဂျာတူပွန်ပရွန်ပန်ပါမိန်ကွန်းပြောခဲ့တာတွေ့ရပါတယ်။လက်ရှိမှာတက်ဆင်ကိုပွင့်မိန်လင်းလင်းဝေဖန်လာသူဖြစ်တဲ့ဂျာတူပွန်ကတက်ဆင်သမီးသာအနာတွယ်ကပ်နေမှာဆိုရင်နောက်ထပ်လာအောင်မယ်လို့တတိပေးသွားပါတယ်။ဘန်ကောက်ဆန္ဒပြပွဲမှာပြဿနာတစုံတရာမရှိဘဲနဲ့ညာ9နိုင်ခွဲဝင်းကျင်မှာလူစုခွဲခဲ့ပါတယ်ခင်ဗျာ။အမေရိကန်အနေနဲ့တန်တမာရေးဆွေးနွေးပွဲတွေ ပြန်ဆကျင်တယ်ဆိုရင်အီရန်အပေါ်နောက်ထပ်မတိုက်ခိုက်ဘူးလို့အမခံဖို့လိုတယ်လို့အီရန်ဒုနိုင်ငံရေးဝန်ကြီးက BBC သတင်းဌာနကိုပြောပါတယ် We have recently heard including in this meeting တွဲဆောင်ဆွေးနွေးမှုစပွဲဝိုင်းပေါ်ပြန်တက်ဖို့ထရမ်အစိုးရကအီရန်ကိုဂျားဝင်ညှိနှိုင်းသူတွေကနေတဆင့်တိုက်တွန်းထားတယ်လို့ဒုဝန်ကြီး Magic Tech Ravanchi ကဆိုပါတယ်ဒါပေမဲ့ဆွေးနွေးနေတဲ့အချိန်မှာ နောက်ထပ်တိုက်ခိုက်မှုတွေရှိနေမလားဆိုတော့အင်မတန်အရေးကြီးတဲ့မေးခွန်းအပေါ် မေရိကန်ဘက်ကရှင်းလင်းတဲ့ရည်တည်ချက်မျိုးမဖော်ပြသေးဘူးလို့လည်းတုံ့ပြန်ထားပါတယ်။ဇွန်လ23ရက်နေ့အစောပိုင်းမှာစတင်ခဲ့တဲ့အစ္စရေးစစ်စင်ရေးကြောင့်အမေရိကန်အီရန်တဆင့်ငံဆွေးနွေးမှုစက်တမအကြီးကိုဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။အီရန်ဟာငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်ယူရေနီယံတန်းစင်နိုင်စွမ်းရှိရေးကိုဆက်လက်ကင်ဆယ်သွားမှာဖြစ်ပြီးတော့ယူကလီယာဘုံထုတ်လုပ်ဖို့လှည့်ဝက်လှုပ်ဆောင်နေရဆိုတဲ့စွဲချက်တွေကိုညှင်းထားပါတယ်။အီရန်ဟာသူတေသနာအတွက်ယူကလီယာဆိုင်ရာပစ္စည်းတွေရရှိဖို့ ငင်းပယ်ခံထားရတဲ့အတွက်ကိုကူကိုအားကိုထုတ်လုပ်ဖို့လိုတယ်လို့ဒုဝန်ကြီးကပြောပါတယ်။အဲ့ဒီအတွက်ပမာဏနဲ့ထုတ်လုပ်လို့ရနိုင်စွမ်းကိုဆွေးနွေးညှိနှိုင်းလို့ရတယ်လို့အီရန်ဘက်ကကန့်လန့်ပါတယ်။ဒါပေမဲ့လုံးဝတန်းစင်မှုမလုပ်ရဘူး။သဘောမတူရင်မင်းတို့ကိုငါဘုံနဲ့ကျဲမယ်ဆိုတာမျိုးကတော့တော်ရိုင်းဥပဒေဆန်တယ်လို့အီရန်ဒုဝန်ကြီးကတုံ့ပြန်ခဲ့ပါတယ်ခင်ဗျာ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအပြစ်ခတ်ရစေးရေးသဘောတူညီချက်ရဖို့ဖိအားပေးနေချိန်မှာအစ္စရေးကစစ်ရေးလှုပ်ရှားမှုတွေတိုးမြင့်မှုဆိုပြီးတော့ဂါဇာမြောက်ပိုင်းနေရာအများပြားကပါလက်စတိုင်းဒေသခံတွေကိုဖယ်ရှားဖို့အမိန့်ထုတ်လိုက်ပါတယ်။အစ္စရေးစစ်တပ်ရဲ့စစ်စင်ရေးတွေအရှိန်မြင့်ပြီးတော့အနောက်ဘက်ကိုတိုးချဲ့လာချိန်မှာဂါဇာစီးတီးနဲ့ဂျာဘာလီယာမြို့မှာရှိတဲ့ရက်ွက်တွေကဒေသခံတွေ တောင်ဘက်အယ်မာဝါစီကန်ဝရန်ဒေတာကိုရွှေ့ကြဖို့ဇွန်လ29ရက်နေ့ကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တင်းငွေနေ့နေ့လယ်မတိုင်ခင်အထိအစ္စရေးတိုက်ခိုက်မှုကြောင့်24နာရီအတွင်းလူ86ဦးထပ်မင်းသေဆုံးတယ်လို့ပါလက်စိုင်းကျမ်းမိုက်ဌာနကထုတ်ပြန်ပါတယ်။ဘေးကင်းဆုံးလို့ပြောနေတဲ့အယ်မာဝါစီမှာတိုက်ခိုက်ခံရလို့သေဆုံးတဲ့ကလေး3ဦးလည်းပါဝင်တယ်လို့အဲ့ဒီကလေးတွေရဲ့မိဘတွေကပြောပါတယ်။ထရန့်ကတော့ဂါဇာမှာသဘောတူညီချက်ယူပြီးတော့အစ္စရေးတရားခံတွေပြန်ခေါ်ဖို့ထပ်ပြောထားပါတယ်။ ဣသရေလဝန်ကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုဟာဟာမတ်စ်တွေနဲ့သဘောတူညီမှုရယူဖို့စတင်ညှိနှိုင်းနေပြီလို့ထရန့်ကသူ့လူမှုကွန်ရက် True Social မှာရေးထားပါတယ်။ဒါပေမဲ့ဣသရေလစစ်တပ် IDF ပြောခွင့်ရပုဂ္ဂိုလ်ကတော့အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အခြေခံအဆောက်အုံတွေကိုအမြင့်ဖြုတ်ဖို့ဆိုပြီးတော့ဂါဇာမြောက်ပိုင်းမှာစစ်စင်ရေးလုပ်နေတယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဥရောပတိုက်တလွားမှာအပူလိုင်းဖျက်ဆန်းမှုဆက်လက်ဖြစ်ပွားနေပြီးတော့လွန်ခဲ့တဲ့အပူချိန်ကြောင့်နိုင်ငံအသီးသီးမှာကျမကြီးဆိုင်ရာသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်ပေါ်တူဂီအီတလီနဲ့ခရိုရှားစတဲ့ဥရောပနိုင်ငံတွေမှာအပူလိုင်းအန္တရာယ်အတွက်အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်စပိန်ပြင်သစ်ဩစတြီးယားဘယ်လ်ဂျီယံဘော့စနီးယားဟန်ဂရီဆာဘီယားစလိုဗေးနီးယားနဲ့ဆွစ်ဇာလန်နိုင်ငံတွေမှာလည်း လုံမွေအောင်အစ်စ်သတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။စပိန်နိုင်ငံရဲ့တောင်ပိုင်းဒေသဟာအဆိုးရွားဆုံးဖြစ်ခဲ့ပြီးတော့ဆာလ်ဗီမြို့နဲ့အနီးတော်မှာဆိုရင်55ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိအပူချိန်မြင့်တက်နေပါတယ်။စပိန်မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရအယ်ဂရန်နာဒိုမြို့ငယ်လေးမှာဆိုရင်အပူချိန်56ဒီဂရီစင်တီဂရိတ်အထိစံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရပါတယ်။အခုနှစ်ဇွန်လဟာတမိုင်းတလျှောက်စံချိန်တင်အပူဆုံးလဖြစ်နိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဘာစီလိုနာမြို့မှာအလွန်ပူပြင်းနေတဲ့အချိန် အလုံးလောက်ကင်ခဲ့တဲ့လမ်းတန်ရှင်းရေးအမျိုးသမီးတယောက်သိဆုံးခဲ့ပါဗါဒအီတလီနိုင်ငံတော်ဝန်ကအရေးပေါ်ဌာနတွေမှာလဲအပူရှက်တဲ့ဖြစ်ရည်တိုးဝလာတာနဲ့အမျှအမြန်ကုသမှုခံနိုင်မှုတီးတန့်လမ်းကြောင်းတွေဖွင့်ထားပေးရလို့ဆိုပါတယ်အနောက်ဘော်လ်ကန်ဒေသကနိုင်ငံတွေကိုပါတက်ရောက်မှုရှိခဲ့တဲ့လျှောက်အပူချိန်40ဒီဂရီစင်တီဂရိတ်ကျော်ရှိနေပါတယ်19ရာစုကတည်းကမှတ်တမ်းတင်လာခဲ့တဲ့အမြင့်ဆုံးအပူချိန်ကိုဆာဗီးယားမှာကျော်လွန်သွားခဲ့သလိုဆလိုဗေးနီးယားမှာလည်း တမိုင်းတလျှောက်အပူဆုံးဇွန်လဖြစ်စံချိန်တင်ခဲ့လို့သိရပါဗျ။လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပြင်သစ်၊ဂျာမနီ၊အီတလီနဲ့ဗြိတိန်နိုင်ငံတွေမှာပါအပူချိန်ဆက်လက်မြင့်တက်နိုင်တယ်ဆိုပြီးတော့ခန့်မှန်းထားကြပါတယ်ခင်ဗျာ။အာဖရိကအရှေ့ပိုင်းကယူဂန်ဒါနိုင်ငံကို အနှစ်40နီးပါးအုပ်ချုပ်ခဲ့တဲ့တမရယိုဝါရီမူဆာဗီနီဟာ လာမယ့်နှစ်သမရရွေးကောက်ပွဲထပ်ပြိုင်အောင်မှာဖြစ်တယ်လို့အတည်ပြုလိုက်ပါတယ် X လူမှုကွန်ရက်မှာတင်ထားတဲ့ post မှာမူဆာဖီနီကသူ့အာဏာရပါတီအမျိုးသားတော်လှန်ရေးလှုပ်ရှားမှု NRM ကိုကိုစားပြုပြီးတော့သမရအလံကိုင်းဥဆောင်သူနေရာအတွက်ရှင်ပြိုင်မှုဆန္ဒရှိပါတယ်လို့ရေးထားပါတယ်အသက်80ရှိပြီဖြစ်တဲ့ယူဂနာခေါင်းဆောင်ဟာငါးနှစ်တာပျောက်ကြားစစ်ပွဲကိုဥဆောင်ပြီးတဲ့နောက်1986ခုနှစ်ကအာဏာယူထားတာဖြစ်ပါတယ်မူဆာဖီနီသမရဖြစ် ထက်တလဲလဲတာဝန်ယူနိုင်မှုအခြေခံအိုးတွေကိုပါနှစ်ကြိမ်တိတိပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်လူခွေရေးဘွဲတွေကတော့သမရဟာလုံခြုံရေးတပ်ဖွဲ့တွေနဲ့တူတူကောင်းပြူထားတဲ့သူတွေရဲ့အင်အားကိုအသုံးပြုပြီးတော့အာဏာချုပ်ကင်ထားတယ်လို့ဝေဖန်ကြပါတယ်ယူကနာစီဝါရေးကိုလာမဲ့9နှစ်အတွင်းဒေါ်လာ900ဘီလီယံစီဝါရေးဖြစ်အောင်လုပ်မယ်လို့မူသာဗေနီကကြွေးကြော်ထားပါတယ်ယူကနာရဲ့ GDP ဟာလက်ရှိမှာဒေါ်လာ66ဘီလီယံဝန်းကျင်ရှိနေပါတယ်ရုပ်ကောက်ပွဲတွေကို ်လာမယ့်နှစ်ဇန်နဝါရီလမှာကျင်းပမှာဖြစ်ပြီးတော့လွှတ်တော်မတ်တွေကိုပါရွေးကောက်မှာဖြစ်ပါတယ်ခင်ဗျာအမေရိကန်မှာပိတ်ပင်ခံရတော့မဲ့ TikTok application ကိုဝယ်ယူဖို့အရန်ချမ်းသာတဲ့လူတစုရှိနေပြီဖြစ်ပြီးတော့နှစ်ပတ်လောက်အတွင်းပြောပြနိုင်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ် No big deal we have a buyer for TikTok by the way i think i'll need probably china approval and i think presidency will probably do it you know i'll tell you in about 2 uh, weeks a big technology company there. Very, very wealthy people. It's a group of very wealthy people. ဥရိယာဆိုရင် TikTok application ကိုအမေရိကန်မှာ30ခွင့်ပိတ်ရတော့မှ ဖြစ်ပေမဲ့အပိတ်မခံအောင် Trump ကသက်တမ်းတိုးပေးထားတာတတိယအကြိမ်ရှိပြီဖြစ်ပါတယ်။နောက်ဆုံးသက်တမ်းတိုးပေးထားတာကစက်တင်ဘာလ18ရက်နေ့အထိဖြစ်တဲ့အတွက်ဒီရက်မကျော်ခင် TikTok ကိုမိခင်ကုမ္ပဏီ Biden's ကအပြေးရောင်းချမှာဖြစ်ပါတယ်။ဒီလိုရောင်းချမှုကို တီအိုဆိုအဘကအတီးပြုတ်ဖို့လိုအပ်မှာဖြစ်ပေမဲ့သမရရှီချင်းမြင်ကသဘောတူကောင်းတူမှာပါလို့ထရန့်ကမှတ်ချက်ပေးပါတယ်ဧပြီလအတွင်းအမေရိကန်ဝယ်လက်တယောက်ကတစ်တော့ကိုဝယ်ဖို့သဘောတူပြီးကမှအေမီရောနဲ့တီအိုကြားထရန့်စီးချက်ခွန်ကိစ္စပြိပက်ကဖြစ်တဲ့အချိန်မှာပြတ်သွားခဲ့ပါတယ်အခုထရန့်ပြောတဲ့ဝယ်လက်ဆိုတာကအဲ့ဒီအုပ်စုပဲလားဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးပြီးခဲ့တဲ့နှစ်ဧပြီလကအမေရိကန်ကွန်ဂရက်လွှတ်တော်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရ တစ်တော့ကိုမဖြစ်မနေရောင်းချမှသာအမေရိကန်မှာဆက်လက်လေဘက်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ဥပဒေဟာဇန်နဝါရီလ29ရက်နေ့ကလေးကအသက်ဝင်တာဖြစ်ပေမဲ့ထရန့်ကတက်တန်းတိုးပေးထားတာဖြစ်ပါတယ်။ထရန့်ဟာပထမတက်တန်းနှုန်းကတစ်တော့ application ပိတ်ဖို့အထိလိုလားခဲ့ပေမဲ့2024ရွေးကောက်ပွဲတကြောပြန်အနိုင်ရပြီးမှာတော့သဘောထားပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ Blue Origin ကုမ္ပဏီရဲ့ New Shepard အာဂါတာယင်ဟာခီးတဲ့6ဦးကိုတင်ဆောင်ပြီးတော့ 17မိနစ်ကြာအဂတာခီးတို့ကိုအောင်မြင်မြင်ပြန်တန်းနိုင်ခဲ့ပါတယ်9 8 7 6 5 4 commence start 2 1 0 ကဘာပတ်လမ်းကြောင်းကိုကြော် ပြီးတော့ပြန်တက်တဲ့ခီးစဉ်ဟာအမေဆုံးတထေးချက်ဗီဇော့ပိုင်နဲ့ Blue Origin တို့73ချိန်ပြောင်းလူလိုက်ပါအာကာသခီးစဉ်လည်းဖြစ်ပါတယ်။ပြန်သားမှုစုစုပေါင်းအနေနဲ့ဆိုရင်တော့33ချိန်ရှိပြီဖြစ်တဲ့အတွက် NS33 လို့ခီးစဉ်ကိုနာမည်တက်ထားပါတယ်။ဒီဒီချိန်မှာရှင့်နေတွေ Pride တာသမားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေလိုက်ပါခဲ့ကြပါတယ်။ဒီခီးစဉ်အတွင်းမှာအာကာသတွင်ရောက်တဲ့အချိန်ထိုင်ကုန်ကပတ်ချွတ်ပြီးတော့စွဲငင်အားမဲ့အချိန်တွေကို ခိတခံစားနိုင်တာဖြစ်ပါတယ်။နယူရှက်ဘတ်ဒုံးရင်ဟာပြန်သုံးနိုင်တဲ့အလိုလျောက်မောင်းနေနိုင်တဲ့အာဂါဒရင်ဖြစ်ပါတယ်။အီလိုမတ်ရဲ့ SpaceX ကဒုံးရင်တွေလို့မဟုတ်ပဲအာဂါဒခီးတို့အပျော်စီးရင်မျိုးသာဖြစ်ပါတယ်ခင်ဗျာ။ It also has a retro thrust system at the base of the capsule something you'll want to watch out for which will make that final touchdown what an incredible flight today. Yes, that is so great to see. from our ground crew. It's it's an incredible moment for these astronauts to come back, soak it all in, and uh, really take their moment to uh, egress the capsule. Yeah, and, yeah. I'm glued to the screen right now. I'm just. thrilled to have flown these six incredible people to space today. <laughs>